်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်သာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပြပုံပြစ်သွင်းတိုက်ခိုက်မှုရဲများထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်တိုင်းနိုင်သာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပြပုံပြစ်သွင်းတိုက်ခိုက်ရာရဲများထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်အော်တိုဘားလ22ရက်နေ့ည9:48မိနစ်ခန့်တွင် မှိုင်းသားရမြို့နယ်အနောက်ပိုင်းအနော်ရထာလမ်းမကြီးပေါ်ရှိတောင်ကြီးရဲစခန်းကိုဒေါ်လာရေးတပ်ဖွဲ့များကလက်ပြပုံသုံးလုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်ရဲစခန်းဝင်အတွင်ရှိရဲများထိခိုက်မှုရှိပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ရဲစခန်းဝင်းကိုလူနာတင်ကားများဝင်ရောက်သွားကြောင်းသိရပါတယ်။တောင်ကြီးရဲစခန်းသည်အကြံဖက်စစ်တပ်အတူရောက်ရွေးကောက်ပွဲကိုဖူပေါင်းပါဝင်လှုပ်ရှားနေကြပြီးပြည်သူများကိုနှီးမျိုးစုံဖြင့်မတရားဖန်ဆီးနှိပ်စက်နေသောမှိုင်းသားရရဲတပ်ဖွဲ့ကို Operation Flame fire power အထူးစစ်စင်ရေးစစ်ရေးပြမှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း operation flame အဖွဲ့မှတာဝန်ရှိသူကရှင်းပြပါရယ်။လိုင်းတရအနောက်ပိုင်းတောင်ကြီးရဲစခန်းကိုလက်ပစ်ပုံသုံးလုံးပစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ရဲစခန်းဝင်းကေကင်နာကြားရောက်ပောက်ခွဲပြီးရန်သူထိခိုက်မှုရှိနိုင်ပါတယ်။ရဲစခန်းကိုစေယုံကားတွေဝင်သွားတယ်လို့မြေပြင်သတင်းအရသိရပါတယ်ဟု Operation Flame အဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြီးမြနိုင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်လာတာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Operation Flight အနေဖြင့်အကြံဖက်စစ်ကောင်စီပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအလုံးနဲ့အတူလက်တွဲပြီးအကြံဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းသိရပါတယ်ဆလပီမြန်မာအကြမ်းဖက်စစ်အုပ်စု၏အထူးရောင်ရွေးကောက်ပွဲနှင့်ရှားလက်ကိုကန့်ကွက်အတိမတ်မပြူချရန်နိုင်ငံပေါင်း138နိုင်ငံပါဝင်သော ုင်ငံတကာပါလီမန်များညီလာခံတွင် CRPH ကတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မြန်မာအကြမ်းဖက်ဆဲအုပ်စု၏အတူရောင်ရွေးကောက်ပွဲနှင့်ရလဒ်ကိုကန့်ကွက်အတိမတ်မပြုကြရန်နိုင်ငံပေါင်း183နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များညှိလာခံတွင် ခြေတော်စုလွတ်တော်ကုစားပြုကော်မတီ CRPH ကတောင်းဆိုလိုက်ပါရယ်အော်တိုဘာလ19ရက်နေ့မှအော်တိုဘာလ23ရက်နေ့အထိ9ရက်အကြာဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့တွင်ကျင်းပလျက်ရှိသည့် 152ချိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခဲ့နှင့်ဆက်ဆက်အစည်းအဝေးများသို့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH မှဒေါက်တာဝင်းမြတ်အင်းနှင့်ဒေါ်စင်မအောင်တို့ဦးဆောင်သောမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်စဉ်ထို့သို့တောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။အကြံဖတ်စစ်တပ်ကနေဆက်ဖြတ်ကျော်မှုကင်းတွင်အွန်လိုင်းလိမ်လည်မှုတွေကနေအကျိုးမြတ်ရနေပါသည်။ဆီအာနာရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံခြင်းဟာဒေတာရင်းမှအွန်လိုင်းလိမ်လည်မှုတွေနဲ့ကြားဖြန့်စင်တာတွေကိုတရားဝင်ယက်တီနိုင်အောင်ကူညီလှုံ့ဆော်တာနဲ့အတူတူပဲဆိုတာကို နိုင်ငံတကာကိုသိစေချင်ပါတယ်ဟုဒေါက်တာဝင်းမြတ်အီကပြောဆိုပါတယ်။မြန်မာအကြမ်းဖက်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေသည့်လေကြောင်းတိုက်ခိုက်မှုများလူခွင့်ရေးချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုများရှင်းလုရများကြောင့်နေရက်စွန့်ခွာနေပြီးဒုက္ခများနှင့်ရင်ဆိုင်နေရသည့်ပြည်တွင်းရှိစစ်ဘေးရှောင်သူများနှင့်အခြားနိုင်ငံများရှိရွှေ့ပြောင်းမြန်မာပြည်သူများ၏အခြေအနေများနှင့်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို CRPH ကရှင်းပြခဲ့ပြီးအကြမ်းဖက်စစ်အုပ်စုကကျင်းပမဲ့တရားဝင်မှုရှိသောအတူရောက်ရွေးကောက်ပွဲနှင့်ရလက်အပေါ်ကန့်ကွက်ပေးရေးနှင့်အတိအမှတ်မပြုရင် မတရားဖန်ဆီးထိမ့်သိမ်းခံနေရသည့်နိုင်ငံတော်အကြီးအကဲများရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲမှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်တော်စုလွှတ်တော်ကိုစားဖြူကော်မတီကိုကမ္ဘာလွှတ်တော်အတိုင်ဝန်ကဆက်လက်အသိမှတ်ပြုရေးလက်ရှိပရိပခဖြည့်ရှင်ရေးနှင့်ရေရှည်တည်တံ့သောအဖြစ်ရှားခြင်းတွင်တော်လည်ရေးအင်အားစုများ၏ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပေါ်ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေးတို့ကိုအတိအကျထားဆွေးနွေးတိုက်တွန်းကြောင်းသိရပါသည် CRPH မှာမြန်မာလွှတ်တော်ကုဆလဲအဖွဲ့ကအော်တိုဘာလ19ရက်နေ့အာရှဖက်စီဘိတ်အုပ်စုအာရှဖက်စီဘိတ်ဂရုနေအမျိုးသမီးလွှတ်တော်ကုဆလဲဖိုရမ်တို့တက်ရောက်ခဲ့ပြီးအော်တိုဘာလ20ရက်နေ့တွင်အမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနှင့်ညီလာခံ၏ General Debate အစည်းအဝေးတို့သို့တက်ရောက်ခဲ့ကမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊အော်စတြေးလျနိုင်ငံတို့မှလွှတ်တော်ကုဆလဲအဖွဲ့များနှင့်လည်းတီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည် ိုင်ငံတကာပါလီမန်များအဖွဲ့တွင်ကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံကုစားပြုအဖြစ်ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကို IPUE အဓိကဆွေးနွေးဖက်မိဖက်အဖြစ်အတိအမှတ်ပြုခဲ့ပြီးယနေ့ထိတိုင်ဆက်လက်အတိအမှတ်ပြုထားခြင်းဖြစ်ပါသည်ဆလဗီစစ်တောင်းမြေအရှိတ်ကံကတက်စကန်သိန်းတိုက်ပွဲမှတ်တမ်းနေပြီးတော့တက်ရင်800ရှစ်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပဲခူးတိုင်းရေတာရှိန်မြို့နယ်စစ်တောင်းကြီးအရှိတ်ကန်ရွာတိကြီးဝါကစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့အမှတ်တမ်းကိုပြည်သူ့ကာကွယ်ရေးတမတော် PDF နေပြီးတော့တိုင်းစစ်ဌာနကိုကဲမှုအောက်ကအမှတ်၈၈တရင်ကဒီကနေ့ထုတ်ပြန်ခဲ့ပါတယ်ရှိရာရှင်မျိုးနဲ့စွာမျိုးနဲ့သုံးမိုင်လောက်သာဝေးတဲ့ရွာသိပ်ရွာစစ်ကောင်စီအထိုင်စခန်းကိုနေပြီးတော့ PDF ဗျူဟာဆက်ကိုတရင်ရှိရာရှင်နဲ့မဟာမိတ်တရင်တွေကအော်တိုဘာ20ရက်နေ့မှာတိုက်ခိုက်ခဲ့တာပါအင်အား60လောက်ရှိတဲ့စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်ရမှာစစ်ကောင်စီရဲ့အလေးချောင်းရံကောက်ွက်ရေးတပ် 2029ကတရင်မှုဒူးပုံမှုကြီးညီညီနိုင်အပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးသေဆုံးကစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဖော်ပြပါတယ်။အခုထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းမှာစစ်တုံးပန်း2ဦးဖမ်းမိမှုတိမ့်ပိုက်ရရှိခဲ့တဲ့စစ်ကောင်စီတရက်လက်နက်ခဲယမ်းတွင်လည်းပုံတွေကိုထည့်သွင်းဖော်ပြထားပါတယ်။စကန်သိန်းစစ်စင်ရေးမှလက်နက်ကြီးလက်နက်ငယ်9လက်သိန်းစီရရှိခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။ရွာသိရွာစစ်ကောင်စီတပ်စခန်းဟာစစ်တောင်းမြေအရှိတ်ဘက်ကမ်းမှရှိတဲ့ရွာဖြစ်ပြီး မျိုးတွေကိုကောက်ွယ်ဖို့တက်ဆွဲထားတဲ့ကာကင်းဖြစ်တယ်လို့အမတ်ရှိရရှိတရင်သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်စစ်ခမ်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ကလေချောင်းပစ်ကူပေးတိုက်ခိုက်တာရှိပေမဲ့ထိခိုက်မှုမရှိဘူးလို့သူကပြောပါရယ်ဒါပေမဲ့လေချောင်းတိုက်ခိုက်မှုတွေကြာပိတ်မိနေတဲ့ပြည်သူတွေကိုတိုက်ပွဲလွတ်ရာကဲထုတ်ပေးခဲ့တယ်လို့လည်းတရင်ကအသိပေးထားပါရယ် အခုအောင်ပွဲဟာနေပြည်တော်တရင်ရှိရာရှိကပြုလုပ်နေတဲ့လက်နက်အလက်20တပ်စင်ရေး operation စစ်တောင်း campaign ရဲ့အသေးအပွင့်ဖြစ်တယ်လို့လည်းထုတ်ပြန်ထားပြီး campaign အောင်မြင်ရေးပြည်သူတွေပါဝင်ပေးကြဖို့လည်းတရင်ရှိရာရှိကနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးကပ္ပစ16ရဲ့အရေးကြီးကကင်းစခန်းများအသိမ်းခံရပြီးနောက်အထွေလိုက်ဒရုန်းများဖြင့်ဖြစ်ခန့်တရန်ရတပ်ဖွဲ့ဝင်များအုပ်စုလိုက်ပြန်ဆင်းလာနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းဗရောင်းတက်နယ်ရှိစစ်ကော်မရှင်၏အမှတ်16ကခွဲရေးပစ္စည်းဆက်ယုံကပ္ပစ16ဤကကင်းစခန်းများအသိမ်းခံရပြီးနောက်ရှီတန်းစခန်းများမှနေ၍အတွဲလိုက်တုံးများဖြင့်ဇက်တိုက်ပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရပါသည်။အာရကတက်တော် AA နှင့်ပူးပေါင်းတပ်ဖွဲ့များသည်ကပ္ပစ16ဤအဓိကကကင်းစခန်း666ပွင့်အပါဝင်ကကင်းစခန်း၄ခုကန့်ကိုသိမ်းယူလိုက်ပြီးနောက်စစ်ကော်မရှင်ကရှီတန်းစခန်းများမှနေ၍အတွဲလိုက်တုံးများဖြင့်ကပ္ပစ16ဤအနောက်ဘက်ကိုဇက်တိုက်ပစ်ခတ်မှုများပြုလုပ်နေကြောင်းစီရေးသတင်းရင်းမြစ်ထံမှသိရပါသည်။ ကပ္ပစ16နီးကရွာထွေတဲ့စစ်တပ်တပ်ဖွဲ့ဝင်၁၀ယောက်စီအင်အားချထားပြီးနေမည်စစ်စစ်ရေးပုံစံလုပ်နေတယ်။ကြီးရွာထဲမှာလည်းဝါးချုံတွေနဲ့ခြံစည်းရိုးကခိုင်းနေတယ်။ပေါ်တာဆွဲတာတွေလည်းတအားများတယ်ဟုဒေသခံတအုပ်ကသတင်းဌာနကိုပြောပါရယ်။စစ်ကောမရှင်သည်ဂျုံတက်ရင်ဒါတာယာ601အီရှေ့တန်းစခန်းဖြစ်သည့်မိုင်းတိုင်း26မှနေ၍အတွဲလိုက်ကြုံအလုံး30ခန်းဖြင့်ကပ္ပစ16နီးကိုဖိကတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ်။ကပ္ပစ16အနီးရှိမတုံကြားချရာ ကြောက်ဆက်ကွင်းဖလုံးရွာများကိုစစ်ကော်မရှင်စစ်ကြောင်းများအယောင်ပြရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက်ဒေသခံများကိုပါဝင်ထွက်ခွင့်ပိတ်ထားကြောင်းသိရပါတယ်။အဆိုပါကြီးရွာများကိုစစ်ကော်မရှင်ကစက်တက်လေဒီနှစ်စင်းဖြင့်ခင်းထောက်ပြန်တမ်းမှုများပြုလုပ်ခဲ့ပြီးမင်းတို့နယ်ပတ်မှနေ၍ဗထောင်တက်နယ်အတွင်းကိုဒေသခံများအားအဝင်အထွက်ပြုလုပ်ခွင့်မပေးတော့ဘဲပိတ်ဆို့ထားလိုက်ပြီးဖြစ်ကြောင်းဒေသခံများထံမှသိရပါတယ်။ အေအေနှင့်ပူးပေါင်းတပ်များ၏ထိုးစစ်မှာကာကွယ်ရေးပစ္စည်းစက်ရုံများဘက်သို့ဦးတည်လာပြီးစစ်ကောင်မရှင်ကစစ်ကြောင်းများကိုအင်အားတူးကျက်ကဗထောင်တပ်နယ်အတွင်းသို့ပို့ဆောင်ခုခံရန်ပြင်ဆင်လျက်ရှိပါသည်။ထို့ပြင်အနောက်တောင်ပိုင်းစစ်ဌာနချုပ်နာတာခနေမြေအတွင်းမှစစ်ကြောင်းနှစ်ကြောင်းကိုမြောင်ကျိုးစစ်မြေနယ်ပြင်သို့အရေးပေါ်ခေါ်ယူလာကြောင်းတပ်သတင်းရင်းမြစ်ထံမှသိရပါသည်။ရခိုင်ရပိုင်းတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်လူနာများကိုရခိုင်ရိုးပေါ်မှနေ၍အစုလိုက်ပြုံလိုက်နောက်တန်းသို့ပြန်လည်ခေါ်ဆောင်နေရပြီးစေးပိုက်တန်းလန်းနှင့်လူနာများပါပါရှိကြောင်းသိရပါသည်။ ချမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါသေးရှင်